ားပါခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ18ရက်မြေလတ်အတန်ရဲ့တနေ့တာသတင်းအစီအစဉ်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့တင်ဆက်ပေးမှာကတော့ကံမမှာတက်ကြီးပိုင်းမျိုးသားတူအသက်ခံရတဲ့တဲ့မှာမကွေးတိုင်းကံမမျိုးနဲ့ကြောက်ဆောင်ကြီးရွာကတက်ကြီးပိုင်းမျိုးသားတူနိုဝင်ဘာ15ရက်ညနေ9နာရီကမှာအသက်ခံခဲ့ရတယ်လို့အသက်ခံရသူနဲ့ဆွေမျိုးတော်ဆက်သူစီကသိရပါတယ်အသက်ခံရသူဟာအသက်82နှစ်အရွယ်ရှိဦးကိုငယ်ဆိုသူဖြစ်ပြီးနိုဝင်ဘာ15ရက်ညနေပိုင်းမှာလက်နက်ကင်လူ6ဦးကသူ့နေအိမ်ကနေဖမ်းခေါ်သွားပြီး ဂျွာလဲလမ်းပေါ်မှာပြတ်တက်ခဲ့တာလို့ဥကုငယ်ရဲ့တူဖြစ်သူကိုမြအောင်ကပြောပါတယ်။တနက်ဆန်ကြားပြီးနောက်ပိုင်းနိုင်ပိုင်းအကြာရွာကန်တွေကတွားရောက်ထွက်ကြည့်ရမှာဥကုငယ်မှာမျက်နှာပွင့်ထွက်ဒဏ်ရာနဲ့သေဆုံးနေတာကြောင့်ရွာကန်တွေကအလောင်းကိုမကောက်ယူရဲပဲစောင်းနဲ့အုပ်ထားခဲ့ရပြီးနိုဝင်ဘာ16ရက်မနက်6နာရီကမှအလောင်းကိုဆွေမျိုးတင်တဲ့ရွာကန်တွေကကောက်ယူပြီးတကြိုလိုက်ရတယ်လို့သိရပါတယ်။သေဆုံးသူဥကုငယ်က NLD အစိုးရလက်ထက်ကကျေးရွာရမ်းမီရဲ့ဘာတဘောမျိုးကျေးရွာလုပ်ငန်းတွေကူညီဆောင်ရွက်ပေးတာမျိုးရှိခဲ့ပြီး ်နောက်ပိုင်းမှာသူပိုင်းလေယာဉ်စိုက်ခင်းလုပ်ငန်းတွေကိုသာလုပ်ကိုင်နေသူဖြစ်တယ်လို့ကိုမြအောင်စီကသိရပါဗါတယ်။အဲ့ဒီပြစ်ခတ်မှုနဲ့ပတ်သက်ပြီးကမ္မနယ်မြေမှာဆေးရေးလှုပ်ရှားနေတဲ့တရက်ခိုင်တရင်လေးစီဆက်သွယ်မေးမြန်းထားကဒီဖြစ်စဉ်ကိုသူတို့အနေနဲ့မသိရှိဘဲဆေးရေးရှုပ်ထွေးနေတဲ့အတွက်တရင်အတီးပြုဖို့ခတ်တယ်ဆိုတာအကြောင်းပြလာတယ်လို့ကိုမြအောင်ကဆက်ပြောပါဗါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးကမ္မနယ်မြေတွင်မှာလှုပ်ရှားမှုရှိတဲ့ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တအူကိုမြေလက်အတန်းကမေးမြန်းရမှာတော့ကမ္ဘာမြို့နယ်ပကပတရက်ခိုင်တရင်လေးအပါအဝင်ဒေသကာကွယ်ရေးအဖွဲ့အများစုလှုပ်ရှားမှုတွေရှိတာကြောင့် ဘယ်ဘွယ်စည်းကပြစ်ခတ်တယ်ဆိုတာတိကျမသိရသေးဘူးလို့ဆိုပါတယ်။ဒါအပြင်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်းသုံးတရားထုတ်ပြန်လာတာမရှိသေးပါဘူး။ခလာ256ကဂိမ်းဆောင်စစ်သားအတူနေတက်ချက်ကြီးရဲ့တနက်ကိုပါယူပြီးဗတ်ပြောင်းလာတဲ့တရင်ကိုဆက်လက်တင်ဆက်ပါမယ်။မကွေးတိုင်းရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စီကိုခလာ256ကတပ်သားတအူနိုဝင်ဘာ15ရက်မှာဗတ်ပြောင်းခလုံလာခဲ့တယ်လို့အဲ့ဒီဖွဲ့စီကသိရပါဗတ်ပြောင်းခလုံလာသူဟာရေစကြိုမြို့နယ်ခလာ256တပ်ကတပ်သားဟင်းထက်လင်းဖြစ်ပြီး တက်လုံညိုရင်ဂိတ်မှာတာဝန်ကျနေခြင်းသူကင်ဆောင်တဲ့ MA1 တနက်တက်လက်နဲ့အတူတာဝန်ကျတဲ့တက်ချက်ကြီးရဲ့ MA3 တက်လက်စုစုပေါင်းတနက်နှစ်လက်ယူပြီးထွက်ပြေးလာခဲ့တာလို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်တရင်းနယ်ပြင်ကြားရေးတာဝန်ခံကပြောပါတယ်။တသားဟင်းတက်လင်ဟာစစ်ကောင်ပြင်တက်ထဲကိုဝင်ရောက်ခဲ့တာတနှစ်ကျော်ရှိပြီးတက်တွင်းအနိုင်ကျင့်မှုတွေကြောင့်အခုလိုပပြောင်းခိုလုံလာတာလို့ဆိုပါတယ်။တနက်နှစ်လက်ယူဆောင်လာတာကြောင့်တသားဟင်းတက်လင်ကိုရေစကြိုပကပကစူးချင်းငွေ750ချိမြင့်ထားပြီးလုံခြုံတဲ့နေရာကိုပို့ဆောင်ပေးထားတယ်လို့လည်းသိရပါတယ်။ ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ပေါကောင်းမှာမင်္ဂလာဆောင်ဘုံချက်ခံရပြီးအမျိုးသမီးတူဦးထိဆုံးခဲ့တဲ့တဲ့ရင်မှာပဲခူးတိုင်းပေါကောင်းမြို့နယ်ကျိုးပင်ဝိုင်းကြီးရွာမှာပြုလုပ်နေတဲ့မင်္ဂလာဆောင်ဘုံချက်ခံရပြီးအမျိုးသမီးတူဦးထိဆုံးကတအူးထံရရခဲ့တယ်လို့ဒေသကကွယ်တပ်ဖွဲ့ဝင်တူဦးစီကသိရပါဗျ။နိုဝင်ဘာ16ရက်မနက်9:00နာရီကျော်မှာမင်္ဂလာပွဲပြုလုပ်နေချိန်စစ်ကောင်ပြင်ဘက်ကဝိုင်းတွဲနဲ့ဘုံနှလုံးလာရောက်ကြဲချခဲ့တဲ့အပြင်ချောင်းကောက်ကြီးရွာဘက်ကလည်းလက်နက်ကြီးသုံးလုံးပစ်ခတ်ခဲ့တာလို့ဒေသကကွယ်တပ်ဖွဲ့ဝင်တူဦးကပြောပါဗျ။ဘုံထိမှန်ပြီး ရွာကန်အသက်35နှစ်အရွယ်မမုံမဝင်းမှာပြင်းထန်ဒဏ်ရာရရှိပြီးနောက်စေကူးသားနေချိန်တည်ဆုံးကအသက်42နှစ်အရွယ်ကိုတန်းစော်ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင်နေအိမ်သုံးလုံးပျက်စီးသွားခဲ့ပြီးဒေသခံတချို့လည်းဘေးလွတ်ရာကိုတင်းရှောင်နေရတယ်လို့ဆိုပါရယ်။မြိုင်းထဲပေါက်ကိုအင်အားသုံးစစ်ကြောင်းထိုးလို့ရွာပေါင်း30ကျော်ကဒေသခံတောင်းချီတင်းရှောင်နေရပါဗယ်။မကွေးတိုင်းမြိုင်မြို့နယ်အနောက်ခြမ်းနဲ့ပေါင်းမြို့နယ်မြောက်ခြမ်းကိုစစ်ကောင်ပစ်တပ်ကနိုဝင်ဘာ18ရက်ကစပြီးစစ်ကြောင်းထိုးနေတာကြောင့်ကျေးရွာ30ကျော်ကဒေသခံတွေထွက်ပြေးနေကြတယ်လို့ဒေသခံတွေစီကသိရပါဗယ်။ မြန်မြုန်နယ်အခြေစိုက်စစ်မှုနစ်ကနေအင်အား90ခန်းမှစစ်ကောင်ပြင်းစစ်ကြောင်းကမြန်မြုန်နယ်နောက်ချမ်းကတဆင်ပေါ့မြုန်နယ်တွေကိုဝင်ရောက်နေပြီးနောက်ထပ်အင်အား100ကျော်ပါစစ်ကြောင်းကလည်းပေါ့မြုန်နယ်မြောက်ချမ်းကိုစစ်ကြောင်းထိုးနေတာလို့ပေါ့ဒေသခံဒေါ်လိုင်းတပ်ဖွဲ့ဝင်တူကပြောပါတယ်။အခုလိုစစ်ကြောင်းထိုးနေတာကြောင့်မြန်မြုန်နယ်အနောက်ချမ်းကကုန်းရွာစိတ်သာဝရင်ကြိုင်ကျွဲတွင်တောင်ရိုးနယ်ပေါ့မြုန်နယ်မြောက်ချမ်းကဆေးပင်ကြီးကဘာဖြူတဲကြီးကန်တဲ့ထမ်းမောက်ကုန်းအပါဝင်ကျေးရွာ30ကျော်ကဒေသခံ3000နီးပါးထွက်ပြေးနေကြရတယ်လို့သိရပါတယ်။ လက်ရှိပေါင်းမြုပ်နယ်အတွင်းမှာတမတရတ1ကပ္ပစာ21နဲ့ကပ္ပစာ24ကစစ်ကောင်ပြင်တပ်တွေပူးပေါင်းထားတဲ့စုစုပေါင်းစစ်ကြောင်း3ချောင်းရောက်ရှိနေတာလို့ပေါင်းမြုပ်နယ်ဒေသခံတအူးစီကသိရပါဗျ။စစ်ကြောင်းကြောင့်တင်းရှောင်နေကြရတဲ့စစ်ဆောင်ဒေသခံတွေမှာလည်းတောတွေထဲမှာခလုံးနေကြရတာကြောင့်စားနပ်ရိက်ကစေဝါအနှွေးတွေနဲ့အမိုးကာတွေလိုအပ်နေကြတယ်လို့အညာမြေတပ်ပေါင်းစုမှတပ်ဖွဲ့ဝင်တူဦးကပြောပါတယ်။မြိုင်ဆက်မှုနယ်ကထွက်လာတဲ့စစ်ကြောင်းဟာအော်တိုဘတ်တတိယဘက်လောက်ကစတင်ပြီးပခုတ်ကူမြို့နယ်နဲ့မြိုင်မြို့နယ်ကခြေဝါတွေကိုစစ်ကြောင်းတို့မီးရှို့ခဲ့ပြီး နိုဝင်ဘာ17ရက်မှာပြူစောတီအကောင်နဲ့တရက်ကန်ရွာကနေတဆင်းမြိုင်းဆက်မှုနှစ်ကိုလာချင်းရွာတန်းရှိကြီးရွာနီးမှာဒေသခံ9ဦးကိုဖမ်းဆီးခဲ့ပါသေးတယ်။အဲဒီနောက်နိုဝင်ဘာ17ရက်မနက်ပိုင်းမှာမြိုင်းခြေဆိုင်ဆက်မှုနှစ်ကနေထွက်လာပြီးနောက်၃မိုင်အကွာဝက်ဘုတ်ကျေးရွာနီးမှာဖမ်းဆီးခံရသူတွေတဲကအသက်34နှစ်အရွယ်မတ်ငယ်တာနဲ့49နှစ်အရွယ်ကိုကန့်စိန်တို့ကိုတတ်ကနေနှလုံးကိုလည်းမိရှုပြီးဆက်မှုနှစ်ကိုပြောင်းဝင်ပြီးတဲ့နောက်အခုတစ်ချိန်ပြန်လဲစစ်ကြောင်းထွက်လာတာလည်းဖြစ်ပါတယ်။ နောက်ဆုံးတစ်ပုတ်အနေနဲ့တင်ဆက်ပေးမှာကတော့တာစီရွာရဲစခန်းကိုတော်လိုင်းရဲတပ်တွေတိုက်ခိုက်ခဲ့တဲ့တဲ့တွေမှာစကိုင်းတိုင်းမုံရမြို့နယ်တာစီရွာရဲစခန်းကိုနိုဝင်ဘာ18ရက်ဒီနေ့လယ်ပိုင်းမှာတိုက်ခိုက်ခဲ့တယ်လို့ကုဒလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းစီကသိရပါဗါဒမုံရမြို့နယ်တာစီရွာရဲစခန်းမှာအင်အား30ကျော်နဲ့တပ်ဆွဲနေတဲ့ရဲနဲ့စစ်ကောင်ပြင်ပူးပေါင်းတပ်ဖွဲ့ဝင်တွေကိုဒီနေ့လယ်17ရက်မှာတိုက်ခိုက်ခဲ့တာဖြစ်ပြီးရဲစခန်းတိုင်းမှာရည်ရွယ်ခဲ့ပေမဲ့ ခဲရန်လိုအပ်ချက်အရနိုင်ဝတ်ချတိုက်ပွဲဖြစ်ပြီးတဲ့နောက်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ဗုဒ္ဓလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းစစ်ကြောင်းမှုကိုကြွက်ကလေးကပြောပါရတယ်။တိုက်ပွဲအတွင်းတော်လိုင်းတပ်ဖွဲ့တွေဘက်ကထိခိုက်မှုမရှိခဲ့ပေမဲ့စစ်ကောင်ပြင်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိနိုင်ပြီးရဲစခန်းမှာကရုတ်ချင်းနဲ့ဘန်ကားတွေရှိနေတာကြောင့်စစ်ကောင်ပြင်တပ်ဖွဲ့ဝင်တွေရဲ့ထိခိုက်သေးဆုံးမှုကိုအတိမပြုနိုင်သေးဘူးလို့လည်းဆိုပါရတယ်။မြေလက်ဒေသကသတင်းတွေကိုတင်ဆက်ပေးနေတဲ့မြေလက်တန်ရန်နေစဉ်သတင်းအစီအစဉ်ကိုနေစဉ်မြန်မာစံတော်ချိန်ည၈နာရီခွဲမှာတင်ဆက်ပေးနေတာဖြစ်ပြီး မြေလက်တန်ရဲ့ website youtube နဲ့ facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ